ငလျင်မကြာခဏလှုပ်တဲ့နေရာမှာကဘာကြီးကိုအံအားသင့်သွားစေပဲအရာတစ်ခုကိုတရုတ်တွေကအခုလိုလှုပ်ပြနေတယ်။ပရိသတ်များအလုံးမဲ့မင်္ဂလာပါမြ။ဘာမအိတ်သုံးလုံး channel ကပြန်လဲကြိုးဆူလိုက်ပါရီ။2021ခုနှစ်မှာတော့တရုတ်ပြည်ရဲ့မြန်မာလာတဲ့တောင်နန်းနေရဲ့တောင်နန်းရန်နေမှာစက္ကရိယာကြီးတွေအများပြားနဲ့လှုပ်သားထောင်ချီကိုခွာယူလာခဲ့ကြတာပါ။ဘာလို့မျိုးကြီးကြီးခမ်းနားတဲ့စီမံကိန်းကြီးကိုလှုပ်ဖို့အတွက်ဒီလောက်ထိအင်အားပြင်းနဲ့ချီးကျက်လာကြတာလဲဆိုတာလူများစိတ်ဝင်စားခဲ့ကြတာပါ။ ပရိသတ်များအနေနဲ့လည်းစိတ်ဝင်စားခဲ့ကြရတဲ့ဆိုရင်တော့ဗီဒီယိုကိုအစုံးလိုက်လိုက်ပါကြည့်ရှုပေးခဲ့ကြပါအောင်ခင်ဗျတကယ်တော့ဒါကလူသားသမိုင်းမှာမဖြစ်နိုင်ဘူးဆိုတဲ့အရာတစ်ခုကိုဖြစ်အောင်ဖန်တီးပြဖို့အတွက်တရုတ်တွေကစူးစမ်းခဲ့ကြတာပါသူတို့ကမတ်ဆော်ဘရိုမြန်မာတဲ့တောင်ကြီးနှစ်ခုရဲ့ကြားမှာတရားရေးတစင်ထိုးဖို့စီစဉ်လှုပ်ဆောင်နေကြတာဖြစ်ပါတယ်တရားလည်းဒီစားဖို့ရွေးချယ်ထားတဲ့နေရာကဆိုဝါဂျန်တဲ့နဲ့ပထဝီဝင်အနေထားပဝန်းကျင်ခြေနေတွေကြောင့်စိန်ခေါမှုတွေအများအပြားရှိတဲ့နေရာဖြစ်လို့နေပါတယ်တရားတီးဆောင်မဲ့ဒေသကတောင်းနေထူထပ်ပါတယ် ငလင်းလောက်ခတ်မှုကလည်းပြင်းထန်ပါရီရာသီဥတုဖောက်ပြန်မှုကလည်းဆိုးဝါးပါရီဒါမဲ့ကြော်လွားလို့မရနိုင်ဘူးဆိုတဲ့အရာတွေကိုမရရအောင်လုပ်ပြနိုင်တာကတရုတ်ရဲ့အရေးချင်းလို့ဆိုရမှာပါမကြသေးခင်ဆယ်စုနှစ်တခုအတွင်းမှာတရုတ်ကအမေရိကန်ပြည်ထောင်စုလိုနှီးပညာရေးငွေအားပိုင်းမှာတောင်းတင်းကြတဲ့နိုင်ငံတွေတောင်မှလုပ်ပြလို့မလွယ်ကူတဲ့တခြားရေးစီမံကိန်းကြီးတွေကိုများစွာဖြစ်အောင်အကောင့်ထည့်ဖို့ပြခဲ့ဘူးတာပါမြန်နှုံးမြေထားလန်းကွန်ရက်တွေမုံမြော်တိုက်တွေနဲ့အတူအခုပြောပြနေတဲ့တရုတ်နိုင်ငံအနောက်ပိုင်းကတရားဒဇင်းကလည်းလူများကိုအားအသင့်စေခဲ့တာဖြစ်ပါတယ် ဒီဒေသရဲ့62ရာခိုင်နှုန်းကျော်ကတောင်တန်းနေနဲ့ပြည့်နှက်လို့နေပါရီ။တောင်တွေရဲ့အမြင့်ကလည်းအနေဆုံးတောင်တောင်မှပေပေါင်း3600လောက်အထိမြင့်မားပါရီ။အဲ့တောင်တွေထဲမှာလီယွန်တောင်ကပေပေါင်း8140မြင့်ပြီးတော့ဖန်ချင်းတောင်ကတော့ပေပေါင်း8400အမြင့်ရှိတာပါ။အမြင့်ဆုံးတောင်ဆိုရင်ပေပေါင်း9500လောက်အထိမြင့်မားပါရီ။ဒါကြောင့်ဒီဒေသမှာဖွံ့ဖြိုးတိုးတက်မှုကအတော်လေးနောင်နေလွန်းနေပြီးတော့လမ်းမဆက်သွေးကြီးကလည်းတိတ်ပြီးတော့အဆင်မပြေပါဘူး။တချို့ဆိုရင်တော့ထုံးကြောက်တွေနဲ့ဖွဲ့စည်းထားပြီးတော့ဒီထုံးကြောက်တွေကလွန်ခဲ့တဲ့နှစ်တန်း200လောက်ကပင်လယ်ပြင်ထဲမှာရှိနေခဲ့တာလို့ ပညာရှင်တွေကဆိုထားကြပါသည်ဒီဒေတာရဲ့စိန်ကောမှုကလောင်းနေပဲမပြီးသေးပါဘူးဒီဒေတာကတောင်တွေများသလိုမြစ်တွေလည်းအများများပါသည်မြစ်ချောင်းရေအတွက်စုစုပေါင်း984ခုတောင်မှရှိနေတာပါအဲဒါကြောင့်လည်းဒီဒေတာမှာရေအားလျက်စစီမံကိန်းတွေအများပြားရှိနေပြီးတော့တရုတ်နိုင်ငံတစ်ခုလုံးရဲ့လျှက်စစ်တအားအသုံးပြုမှု1900ခန်းလုံးလောက်အထိကိုဖြည့်ဆည်းပေးလို့နေပါသည်တကယ်တော့ဂီဇာလို့ခေါ်တဲ့ဒီဒေတာကကြွေဝါးတဲ့သဘာဝအရင်းမြစ်တွေနဲ့ပြည့်နှက်နေတာပါဒါပေမဲ့ခက်ခဲကြမ်းတမ်းလုံးတာကြောင့်လမ်းမဆက်တွေရေကားစားလို့မလွယ်ကူလာပါဘူး ယာဒီဥတုကစိုက်ပျိုးရေးလုပ်လို့လည်းကောင်းမင်မဲ့မြေမျက်နှာသွင်းပြင်ကြမ်းတမ်းလုံးနေတာကြောင့်အသေးစားလုပ်ဖို့တောင်မှအခက်အခဲရှိနေတာပါ။အဲဒါကြောင့်ပဲဂီဇာကစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအရန်ကိုနှောင့်နှေးပါရီတရုတ်နိုင်ငံပြည်နယ်30ခုမှာအဆင့်20နှစ်လောက်အထိတောင်မှထိုးကျနေတာပါ။အဲဒါကြောင့်လည်းတရုတ်ဆူရကဒီဒေသမှာဒဓာရီတိဆောင်းနိုင်မှုအတွက်နိုင်ငံတော်အဆင့်စီမံကိန်းတွေချမှတ်ဆောင်ရွက်လာခဲ့ပါရီ။အဲဒါကြောင့်ပဲတရုတ်ဆူရကဒီဒေသမှာဒဓာရီတိဆောင်းနိုင်မှုအတွက်နိုင်ငံတော်အဆင့်စီမံကိန်းတွေချမှတ်ဆောင်ရွက်လာခဲ့ပါရီ။ဒီထဲမှာတော့ကနေဦးချေလန်တရက်အဖြစ်နဲ့ဒီဒေသကြီးကိုစတင်အကောင့်ထဲပေါ်ဆောင်ရွက်နေတာဖြစ်ပါရီ။ တရားကမြေရဲ့ရေပြင်ကားတွေဆိုရင်တော့အမြင့်ပေ2000မှာရှိမှာပါတရားဒီဆောက်ရတာကတော့တရုတ်တွေအတွက်လွယ်လွယ်လေးဖြစ်ပါလိမ့်ဒါပေမဲ့ဒီဒေတာကငလျင်အရန်လှုပ်ပါလိမ့်နှောင်း12ခုနှစ်တုန်းကဆိုရင်ပြင်အားအဆင့်9.9နဲ့လှုပ်ခတ်ခဲ့တာပါအဲဒါကြောင့်တရားဒီဆောက်မှုမှာငလျင်ကြောင့်စိန်ခုံးမှုတွေပိုရှိလာခဲ့ပါလိမ့်ဒါပဲလေတရုတ်တွေရဲ့နည်းပညာဖွံ့ဖြိုးတိုးတက်မှုကတော့တကယ်ချီးကျူးစရာပါဒီစားကပြင်အား9.8လောက်အထိကိုကောင်းစွာခံနိုင်မှာဖြစ်ပြီးတော့ငလျင်တန်ခံနိုင်အောင်လို့တေချာကိုဒီဇိုင်းဆွဲဆောက်လုပ်နေပါလိမ့် လက်ရှိမှာတော့တရားကရာခိုင်နှုန်း80ကျော်ဒီပြီးစီးနေပြီလဲဖြစ်ပါ ड़ी ယခုနှစ်နှစ်ကုန်ပိုင်းမှာတော့တရားကိုဖွင့်လှစ်နိုင်ဖို့ဆိုင်းပြင်းလှုပ်ဆောင်နေကြပါ ड़ी အဲဒီတရားကြီးပြီးစီးသွားရင်တော့ဒီဒေသကြီးရဲ့စီးပွားရေးကအတော်လေးတိုးတက်လာမှာဖြစ်ပြီးကမ္ဘာလက်ခီးသွားတွေကိုဆွဲဆောင်နိုင်မှာလဲအသေးချာဖြစ်ပါ ड़ी မြောင်အစုံဒီလိုက်ပါကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါ ड़ी